မင်္ဂလာပါခင်ဗျအိမ်ဆောက်ရှင်နဲ့ကျွန်တော်တငယ်ချင်းတွေဒီအိမ်ရဲ့ကုန်ကျစရိတ်လေးနဲ့ပါဝင်တဲ့ပစ္စည်းလေးတွေကျွန်တော်တစ်ချက်ရှင်းပြပေးမယ်နော်ဒါကျွန်တော်လက်စသိင်းနေတဲ့နိုင်ငံလေးဆိုင်လေးပါခင်ဗျအိမ်လေးကကျွန်တော်လက်ရှိအကျွေးပြားပိုင်းလေးဒီနေ့လက်စသိင်းနေပေါ့နော်တကားကြီးစပြီးတော့တက်တယ်ပေါ့ဗျာ ဒီအိမ်လေးကနနဝ22ပြီအနောက်ကိုပေ40ပေါ့နော်အာစီအမျိုးအစားလေးဖြစ်တယ်သူ့ရဲ့အကုန်ကြားစိကအလုံးအပီးအစီးပေါ့အသင့်တက်နေရော3880ကုန်ကြပါတယ်ခင်ဗျာ3880မှာဘာတွေပါဝင်မလဲဆိုတော့ကျွန်တော်လိုက်ပြပေးမယ်နော်အဲကြွေပြားကဒီလိုမျိုးတိမ်လုံးပါမယ်ပေါ့ဗျာပန်းကုန်လေးကတော့ကျွန်တော်ဒီလိုလေးရားပုံလေးကတ်ထားတယ်ပေါ့နော် ဒီပေါ်ဒီကိုလေကားနေစပြီးတော့တိမ်လုံးကျွေပြားအခင်းပါမယ်ကျွန်တော်တို့တကားတွေကဒီ UBBC အထူသားပေါ့နော်အာလာဒင်စိမ့်နဲ့ပရင်းမောက်တွေကဒီ UBBC စလိုက်ရောဖြစ်တယ်နော်အဲဒါမျိုးလေးပါခင်ဗျဒီ main row နဲ့အိတ်ခမ်းတကားတွေကကျွန်တော်တို့ပြင်ကလေးကြီးပေါင်းကျွန်တော်ကတက်ဆင်ပေးပါတယ်ဒီအခင်းကတော့တပေပတ်လေယူရီးယား ြွေပြားပေါ့နော်ဒီပတ်လည်းတအိမ်လုံးအပြည့်ခင်းပေးပါတယ်ဒါမျိုးမျက်နှာချက်ဒီဇိုင်းမီဒီဇိုင်းတွေပါဝင်မယ်တီဗီစင်လေးပါမယ်ပေါ့နော်အမေဒီလိုဖျားစင်လေးဖျားကြောင်းဆောင်လေးတစ်ခုလည်းပါဝင်ပါမယ်ဖျားကြောင်းလေးပေါ့နော်အဲဒါမျိုးလေးလက်ရှိကကျွန်တော်တကားတွေဆက်ဖို့ပြင်နေတယ်ပေါ့နော်အိတ်ခန်းကသုံးခန်းရမယ်နော်အဲဒါမျိုးလေးဒါကအိတ်ခန်း ဖြစ်ပေါ့ဒီဘက်ကနောက်တစ်ခါပေါ့ဗျာဒီဘက်ကအိတ်ခမ်းနှစ်ပေါ့နော်အဲဒီဘက်မှာဆိုရင်မာကာဘက်ကိုအခန်းပါဝယ်တယ်နော်အဲဒါမျိုးကျောင်းဒီကိုယ်တိုင်ဒီဘက်ထိုင်အောင်ပါပေါ့ဗျာလက်စလေးဒီဘက်မှာသိမ့်နေတယ်နော်ဒါမျိုးလေးပါဒီအနောက်မှာဆိုရင်ကျွန်တော်တို့ကမိဘကလေးပေါ့နော်မိဘကုံလေး ီကိုစာဝင်တယ်။ဒီဘက်မှာကအများဆုံးအင်္ဂါယီချိုးကစာဝင်တာဖြစ်တယ်။ဒါကယီချိုးတယ်နော်။ဒီဘက်ကကျောင်းရက်ပေါ့။အဲဒီအပေါ်မှာကျွန်တော်တို့ကတစ်ထောင်လီတာပေါ့နော်။တစ်ထောင်လီတာဒီတိုင်းကြီးပါပါတယ်နော်။ဒီပေါ်မှာတက်ပြီးပါပါတယ်။ဒါမျိုးလေးကအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာအားလုံးဒီဝါရဲ့ဆက်တင်ကြရမယ်ခင်ဗျာ